ကမ္ဘာရွှေဈေးဟာတအောင်စားကို3390ဒေါ်လာအထိစံချိန်သစ်တင်ထပ်မံမြင့်တက်လာတာနဲ့အတူပြည်တွင်းအခောက်ရွှေဈေးလည်းတစ်ကြက်သားကို184သိန်းကျော်အထိထပ်မံမြင့်တက်လာပါတယ်။ဧပြီလ20ရက်နေ့မှာတော့16ပဲရီတစ်ကြက်သားဟာ82သိန်းကျပ်ဝန်းကျင်ရှိခဲ့တာကြောင့်တရက်အတွင်း2သိန်းကျပ်ထပ်တက်လာခဲ့ပါတယ်။ ကမ္ဘာရွှေဈေးကွက်မှာတော့ရွှေဈေးဟာဧပြီလ20ရက်မှာတောင်စကိုအမေရိကန်ဒေါ်လာ3315ဒေါ်လာရှိခဲ့ရာကနေဧပြီလ21ရက်မှာတော့3390ထိမြင့်တက်လာခဲ့ပြီးတရက်အတွင်း85ဒေါ်လာမြင့်တက်လာခဲ့ပါတယ်။ဒါကြောင့်ပြည်တွင်းရွှေဈေးလည်းလိုက်ပါမြင့်တက်နေပြီးဈေးကွက်အတွင်းမှာလည်းနိုင်ပိုင်းအတွင်းမှာတင်ဈေးနှုန်းအပြောင်းလဲဖြစ်ပြီးဈေးနှုန်းမတည်မငြိမ်ဖြစ်နေပါတယ်။ တင်ပရွှေစင်းလုံးတောက်ရှောင်းမြင့်တက်နေပေမဲ့ရန်ကုန်တိုင်းဒေသကြီးရွှေလုံငန်းရှင်များအသင်းရဲ့ရွှေညွှန်စေးကတော့တစ်ကြက်သားကိုကြက်56သိန်းကျော်မှာပဲဈေးငိမ့်နေပါတယ်။အမေရိကန်ဒေါ်လာဈေးကတော့ဆက်လက်ကျဆင်းနေပြီးလက်ရှိမှာဒေါ်လာကို4420ကျပ်ဝန်းကျင်ကိုရောက်ရှိနေပါတယ်ရှင်။